မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့ August 17ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းတမုံမြို့နယ်ကိုထိုးစစ်ဆင်လာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သားအလောင်း6လောင်းလက်နက်6လက်နဲ့ခဲယမ်းများကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် August 5ရက်နေ့ကစတင်ပြီးတော့တမုံမြို့နယ် နမ်မွန်တာကြီးရွာကိုရန်ကြီးအောင်ကြီးရွာကနေခလိုက်ရနှစ်နဲ့ရှင့်နဲ့ပြည်သူစစ်ပူပေါင်းအင်အား၈၀ခန်းကစတင်ထိုးစစ်ဆင်တိုက်ခိုက်လာတယ်လို့သိရပါဗါတယ်။တော်လိုင်းတပ်ဖွဲ့များကအဲ့ဒီစစ်တပ်၁၀ချောင်းကိုပြန်လည်တိုက်ခိုက်ခဲ့ရမှာ စစ်ခွေးစစ်ကြောင်းကဩဂတ်စ်လ10ရက်နေ့မှာပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါဗါးအဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကစစ်သားအလောင်း6လောင်းလက်နက်9လက်နဲ့ခဲယံတချို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါဗါးထိခိုက်ဒဏ်ရာရရှိသူအယောက်20ကျော်ရှိပြီးတော့ဒေါ်လာရဲဘော်တွေဘက်ကတော့ရဲဘော်9ဦးမြင့်မြတ်စွာကြားဆုံးခဲ့ရပြီးလက်နက်3လက်ဆုံးရှုံးခဲ့ရတယ်လို့သိရပါဗါးစစ်တပ်ကအထိနာသွားတဲ့အတွက်ဩဂတ်စ်လ10ရက်နေ့မှာနန်မွန်းတားယူဟာဖျားချောင်းကို ဒရဦးလေတက်ကနေတက်လာတဲ့ AK 130တိုက်လေရင်တစည်းနဲ့ပေါင်နဲ့50ဘုံနှလုံးကိုကျဲချတိုက်ခိုက်ခဲ့ပြီးတော့ဒရဦးလေတက်ကနေတက်လာတဲ့ Mid 29တိုက်လေရင်တစည်းနဲ့ Cluster ဘုံသီးများကိုကျဲချတိုက်ခိုက်သွားတယ်လို့သိရပါတယ်စစ်တပ်က OWA အသေးခံ drone အမျိုးအစားများကိုလည်းအသုံးပြုခဲ့တယ်လို့သိရပါတယ်စစ်တပ်ကိုခုခံပြန်လည်တိုက်ခိုက်ရမှာတမိုးခရိုင်စစ်ကြောင်းမော်လိုက်ခရိုင်စစ်ကြောင်းကလေးခရိုင်စစ်ကြောင်း KNAB NLA နဲ့ CNA တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်တိုင်းလာတာမြို့နယ်ရှေ့ရက်ကွက်ရွှေတဂုံဖျားလမ်းမပေါ်မှာရှိတဲ့ရန်ကုန်တန်လွင်ဟိုတယ်ရဲ့ပထမတက်မှာဖွင့်လှစ်ထားတဲ့ New Party KTV မှာဩဂတ်စ်လ10ရက်နေ့ညနေ3နာရီကတရုတ်နိုင်ငံသားတယောက်တနက်နဲ့ပြစ်တက်ခံရပြီးတော့တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ New Party KTV အခမ်းအမှတ် N02 မှာရောက်ရှိနေတဲ့အသက်50အရွယ်တရုတ်နိုင်ငံသားကိုအမည်မသိတဲ့အမျိုးသား၂ယောက်ကအခန်းထဲကိုဝင်ပြီးတော့တန်းတန်းနဲ့ပစ်ခတ်ခဲ့လို့တိတ်ဆုံးသွားတာဖြစ်ပါတယ်။မျိုးကန်တယောက်ကဘဲကနေစဖြစ်လဲတော့မသိဘူးစစ်တပ်ပါရောက်လာတာအဲ့ဒီအခန်းထဲကတနက်တွေလဲမိတယ်ကြားရတဲ့သတင်းအရာတရုတ်ကဖမ်းမရန်ထုတ်ထားတဲ့ကြားဖြန့်ဂိုင်းကအနယ်ဝင်ကိုလာတတ်သွားတယ်ဆိုပြီးတော့ပြောနေကြတယ်လို့ပြန်လည်ရှင်းပြထားပါတယ်။တိတ်ဆုံးသူဟာအသက်50အရွယ် ဟော်ချွန်းမြန်ခေါ်အိုင်မြင့်ဖြစ်ပြီးတော့အခန်းထဲမှာအမေရိကန်နိုင်ငံထုတ်တနက်တလက်နဲ့ GA နှစ်ခုလိုကိုတင်စီရမိခဲ့တယ်လို့အုတ်ချုပ်ရေးနဲ့နီးစပ်တဲ့သတင်းအမေကပြောပြထားပါတယ်။ဘလို့ကနေဘလို့ဖြစ်မှန်းတော့မသိပါဘူး။နှထင်းကိုတိတ်ပြီးတော့ပြစ်သွားတာ။သူ့မှာလည်းတနက်ပါတယ်။ပြန်ပြစ်ချိန်မရလိုက်တာ။ဖြစ်စဉ်အသေးစိတ်ကိုသိရအောင်လို့ KTV တဲကဝန်ထမ်းတွေကိုစစ်တပ်ကစစ်ဆေးနေပါတယ်။အခန်းထဲကအမေရိကန်ထုတ် 32Auto DAA 490811တနက်ရဲ့ ကြည်အိမ်နှစ်ခုရဲ့တွေ့တယ်လို့ရှင်းပြထားပါတယ်လက်တော်လုံးမှာရဲတပ်ဖွဲ့ကတေဆုံသူဟာတရုတ်ကဖမ်းမရန်ထုတ်ထားတဲ့ကြားဖြန့်ဂိုင်းကောင်းဆောင်ဟုတ်မဟုတ်တရုတ်တန်ယုံနဲ့ချိတ်ဆက်ဆောင်ရွက်နေတယ်လို့သိရပါတယ်ဩဂတ်စ၂ရက်နေ့ကလည်းမယန်ကုန်းမြို့နယ်အမှတ်၉ရပ်ကကဘာအေးဖျားလန်ဂမုံပွင့်အနီးကဘာအေးကွန်ဒိုမှာနေထိုင်တဲ့တောင်ကိုရီးယားနိုင်ငံသားတယောက်တပ်ဖြတ်လူရက်ခံရတဲ့ဖြစ်စဉ်မှာလဲတရားခံကိုအခုချိန်ထိမမိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အိန္ဒိယကမြန်မာစစ်တပ်အတွက် drone ရဟတ်ယာဉ်များအပါအဝင်အနေပိုင်းပြန်တမ်းမှုများကိုဖမ်းယူနိုင်တဲ့အပေါ်စားရေဒါများကိုလာရောက်ရောင်းချနေတယ်လို့စစ်တပ်ကပေါကြားလာတဲ့ပြည်ဝတ်ရုံးစာအရသိရှိရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့နဲ့လုပ်ငန်းများပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ Maxer Lighthead Group Limited မြန်မာနဲ့မိတ်ဖက် company ဖြစ်တဲ့အိန္ဒိယနိုင်ငံအခြေစိုက် Extra Microwave Products Limited company က ကိုယ်စားလှယ်၄ဦးတို့က၎င်းရဲ့မိဖက်ကုမ္ပဏီကထုတ်လုပ်တဲ့ Bridge D Low Level Lightweight Radar LLLWR Radar တပ်စင်ထုတ်လုပ်ခြင်းဤပညာကိုရှင်းလင်းတင်ပြမှာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီ Radar ထုတ်လုပ်တပ်စင်ခြင်းဤပညာရှင်းလင်းပွဲကိုဒီကနေ့ August 17ရက်နေ့မွန်လွဲတနားီမှာစစ်ကောင်စီလက်အောက်ခံပြည်စည်းဝေယူမှုညွှန်ကြားရေးမှုရုံးမှာပြုလုပ်မှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်မှာအကြမ်းဖက်စစ်တပ်ရဲ့ကိုစားပြုယာယီသမရအမိခံမြင်းဆွေရဲ့မသားအလောင်းဖြတ်တန်းသွားမယ်စင်တီချောင်းတရားကနေဆယ်ရီပေးမြောင်းအထိလမ်းမေးဝဲရတလျှောက်မှာပြည်သူအယောက်3000ကျော်ကကြိုးစုံနှုတ်ဆက်ရမယ်ဆိုပြီးတော့စစ်တပ်ကကြေးရွာတရွာကိုလူအယောက်40ဆင့်ခေါ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မှာမြင်းဆွေရဲ့အလောင်းကိုမသားပို့ကြမှာဖြစ်ပြီးတော့အခုလိုမျိုးပို့ဆောင်တဲ့အချိန်မှာနေပြည်တော်အတွင်းမှာရှိတယ်ပုပ်ဝသီရီဇဘူသီရီဥဒရသီရီ ဇေယသီရိနဲ့ဒက္ခိဏသီရိမြို့နယ်များမှာရှိတဲ့ကျေးရွာအုပ်စုတစ်ခုကိုပြည်သူအယောက်40နှုန်းနဲ့လာရောက်ကြရန်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကစိတ်ခေါ်ထားခြင်းဖြစ်တယ်လို့သိရပါဗျ။ကျေးရွာအုပ်စုတစ်ခုကိုလူအယောက်40သွားရမယ်။စင်တေချောင်းတရားကနေဆယ်ရေပင်းမြောင်းအထိလမ်းတစ်လျှောက်နာရေးကိုပြည်သူတွေကြိုရမယ်။ကားအကြိုပုတ်နဲ့ရေဘူးတွေစားစရာတွေကိုမြို့နယ်အထွေအုပ်တွေကစီစဉ်ပေးထားတယ်။ အမျိုးသားဆိုရင်အင်ကြီးအဖြူနဲ့ပစိုးအမျိုးသမီးဆိုရင်ရင်ပုံးနဲ့ရောထမိန်ဝစ်ခိုင်းထားတယ်လို့ဇေယသီရိမြို့နယ်ကကြေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တို့ကပြောဆိုထားပါတယ်။ဒါအပြင်မြေဆွေအတုပဖြတ်တန်းသွားမဲ့အမတ်နဲ့စစ်ဆေးရုံကနေစစ်သည်ညိုင်းကိုလမ်းမေးဝဲရတလျှောက်ကိုမနေ့ကကလေးကပြည်သူများကိုစိန်ခေါ်ပြီးတော့ခြုံရွယ်တွေကိုရှင်းလင်းခိုင်းထားခြင်းအမြင်မသိတော့တဲ့ဆိုင်ကမ်းများတဲများကိုဖြိုဖျက်ခိုင်းထားခြင်းကိုလည်းစစ်ခွေးတပ်ကလုံဆောင်ခိုင်းခဲ့တယ်လို့သိရပါတယ်။နိုင်ငံတော်ဇာပနဆိုတော့လူစီရမယ်ဆိုပြီးရွာတိုင်းလိုလိုစိန်ခေါ်ပြီးတော့ ဩဂတ်စ်လ10ရက်နေ့မှာလမ်းမေးဝဲရတလျှောက်ကိုတန်ရှင်းရေးတွေလုတ်ခိုင်းနေပါတယ်ဒီကနေ့မှာတော့မနက်အစိုးရကလေးကစပြီးတော့ဇာပနာကျိုးစိုးရေးအတွက်ဆိုပြီးလူစုပြီးကျိုးစိုးခိုင်းနေပါတယ်လို့ဩဒရသီရီမြို့နယ်ကပရိုက်တာအဖွဲ့ဝင်တဦးကပြောဆိုထားပါတယ်။နေပြည်တော်အတွင်းမှာရှိတဲ့ပရိုက်တာအဖွဲ့များနဲ့ကြက်ချင်းဒီအဖွဲ့များကိုဒီကနေ့မြင်းဆွေရဲ့နိုင်မတာပို့တဲ့အခမ်းအနားကိုဆင့်ခေါ်ထားပြီးတော့ကျိုးစိုးရေးလုပ်ကြမယ်ပြည်သူများနဲ့နန်းစတေဒီယံဝန်ထမ်းများရဲ့ကျမ်းမာရေးအတွက်စစ်တပ်ကလိုက်ပါပြီးတော့စောင့်ရှောက်ခိုင်းနေတယ်လို့သိရပါတယ်။ ဩဂတ်စ်လ9ရက်နေ့မှာမတာပေါ်သွားတဲ့မြင်းဆွေကိုဒီကနေ့ဩဂတ်စ်လ17ရက်နေ့မွန်လွယ်ပိုင်းမှာနေပြည်တော်မှာပို့ဆောင်တဲ့ကြုံမီးရှုံမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းမန္တလေးရွှေဘိုလမ်းမိုင်းကိုနှစ်လကြာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ခွေးတပ်ကကြေးရွာရှိရွာကိုဇက်တိုက်မိရှို့ဖျက်ဆီးပြီးတော့ကြေးရွာပေါင်း20ကျော်ကထောင်ထဲချီတဲ့ပြည်သူများဟာထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လပိုင်းကစတင်ပြီးတော့မန္တလေးရွှေဘိုလမ်းမိုင်းကိုအကြမ်းဖက်စစ်ခွေးတပ်ကတန်ကြပ်ကကားများအပါအဝင်အင်အား400လောက်နဲ့စစ်ကြောင်းထိုးနေတဲ့စစ်ကြောင်းကကြေးရွာများကိုဇက်တိုက်ဝင်ရောက်စီးနှင်းပြီးတော့မိရှို့ဖျက်ဆီးနေတယ်လို့သိရပါရတယ်။ စစ်တပ်စစ်ကြောင်းဟာတွေးချုံကုန်းရွာကြောစီရွာရွာပကံတူရွာရင်းမာချင်းရွာချိုင်းကြီးရွာလင်းတလူရွာထမ်းမှုတော်ရွာနဲ့ကြာမင်းကြီးရွာတို့ကိုဇက်တိုက်မိရှုဖျက်ဆီးခဲ့ပြီးတော့နေအိမ်ပြက်စီးမှုအရေးအတွက်ကိုတော့အတီးပြုတ်နိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်အဲ့ဒီအကြမ်းမဲ့စစ်တပ်စစ်ကြောင်းကြောင့်မိရှုဖျက်ဆီးခံရတဲ့ကျေးရွာများအပါအဝင်မန္တလေးရွှေဘိုလမ်းပိုင်းမှာရှိတဲ့ကျေးရွာ၂၀ကျော်ကထောင်ထဲချီတဲ့ပြည်သူများဟာလည်းဘေးလွရာကိုထွက်ပြေးတန်းရှောင်နေရတယ်လို့သိရပါတယ်အဲ့ဒီစစ်ခွေးစစ်ကြောင်းကအုံတော်633 5တင်ငားတက်ရင်ကနေထွက်လာတာ ဇွန်လကလေးကစပြီးတော့မန္တလေးရွှေဘိုလမ်းမိုင်ကိုစစ်ကြောင်းထိုးနေတာစစ်ခွေးတွေကကြေးရွာရှေ့ရွာကိုလည်းမီးရှို့ဖျက်ဆီးသွားတယ်လက်ရှိအချိန်ထိစစ်ခွေးစစ်ကြောင်းကရှိနေသေးတော့ပြည်သူတွေခမရွာတဲကိုပြန်မဝင်နိုင်သေးဘူးရွာပေါင်း20ကျော်ကထောင်ထဲချီတဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းနဲ့တော်လိုင်းတပ်ဖွဲ့များဟာလည်းထိတွေ့တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးတော့နလကြာခုခံတိုက်ခိုက်နေခြင်းကြောင့်လက်နက်ခဲယမ်းများလည်းအရေးပေါ်လိုအပ်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီကဇွန်လ31ရက်နေ့ကအစိုးရအစ်စ်ထပ်မံဖွဲ့စည်းပြီးတဲ့နောက်မှာဩဂတ်စ်လ1ရက်နေ့ကစတင်ပြီးတော့စစ်ကောင်စီရဲ့စီရင်တာယာရေးအဖွဲ့ကမြို့အဝင်ထွက်တွေမှာမောင်းတံဂိတ်တွေကိုတိစောက်ပြီးတော့ပတ်စံတောင်းနာတွေကိုပြုလုပ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့နယ်တွေနဲ့တိုင်းဒေသကြီးတွေမှာစီရင်တာယာဝန်ထမ်းတွေကဂိတ်ဖွဲ့ပြီးတော့မြို့ဝင်ကြီးအဖြစ်နဲ့ကုန်ကားနဲ့အိမ်စည်းကားတွေကိုငွေကြေးအဆမတန်တောက်ခံနေတာကြောင့် ကုံကားနဲ့ခရီးသည်တင်လိုင်းကားတွေဟာပြေးဆွဲတာတွေကိုရန်နာရတော့မယ်အခြေအနေအထိရှိနေတယ်လို့သိရပါတယ်။ကားကြီးကိုတထောင်နဲ့အထက်ပေးရတယ်။ကားငယ်ဆိုရင်300ဝန်းကျင်ပေးရတယ်။အရင်ကတည်းကလည်းအလုပ်တွေကအဆင်မပြေတဲ့ဈာတွေကနေတက်ခိတ်တွေကိုပေးရတာတွေရှိတယ်။အခုကရမန်းသိလို့စီပင်ကပါခေးထောင်ပြီးတော့ပတ်စံထက်တောင်းနေပြန်တော့ကားသမားတွေခင်ဗျာအကုန်ဒုက္ခရောက်ကုန်တာပေါ့။ အဖွဲဆောင်ဆိုတာနဲ့တိုးရင်လဲကားကိုတောင်မကြည့်ဘူးပေးစမ်း9000 3000ဆိုပြီးတော့တောင်းကျင်တယ်လို့ဗဇက်သေးရှိရာတွေတောင်းနေတာလို့ကာသမာတို့ကပြောပြထားပါဗျ။ရင်လိုင်းတချို့ကသုံးနှစ်စာစာချုပ်ချုပ်ထားရတာကြောင့်ရန်နာလို့မရသေးပဲတချို့ကားကြီးသမားတွေနဲ့တက်တန်းပြည့်နေတဲ့ရင်လိုင်းတချို့ကတော့ရန်နာတော့မယ်လို့ပြောဆိုနေကြပါဗျ။ခရီးတွေကလည်းအများတန်းရတာမဟုတ်ဘူးလူပိုလဲတင်လို့မရဘူးဗျာ။ဒီကြားထဲမှာလမ်းမှာစစ်စင်းရင်ဂိတ်တစ်ခုကိုတွေ့ရင်တထောင်ပေးရတယ်မြို့တစ်ခုမှာကအနည်းဆုံးဂိတ်နှစ်ခုရှိတယ်မော်တော်ဘီကယ်တွေ့ရင်ပိုတောင်ဆိုးသေး ကာမီလေးတလုံးပို့ပြီးဆင်ထားမိရင်9000တန်းတောင်းတော့တာပဲဒီကြားထဲအဖွဲဆုံးဆိုတာနဲ့တိုးရင်လေသူတို့ရစ်သမျှခံရမခံချင်ရင်9000 10000ထုတ်ပေးရတယ်အခုကမြို့တစ်မြို့ကိုတက်ဂိတ်နှစ်ခိတ်ဘိုးတယ်မဟုတ်တော့ဘူးမြို့ဝင်ဂျေးဂိတ်ပါဆိုပြီးတော့ပေးနေရတယ်ခရီးတယ်တယောက်မှမရတဲ့နေ့ဆိုရင်ထမင်းတောင်စားဖို့မရှိဘူးဗျာလိုင်းကားဆိုတာမျိုးကခရီးတယ်မရှိလဲစားချုပ်အရာဆွဲနေရတာဆိုတော့အရှုံးတွေကြီးတတ်တတ်ဖြစ်နေတာဘောလို့နောက်ထပ်ကားသမားတို့ကယင်ဖွင့်ပြောပြထားပါဗျာ ်စစ်ကောင်စီကပြောင်းလဲဖွဲ့စည်းလိုက်တယ်အစိုးရတက်ကနေခွင့်ပြုလိုက်တာကြောင့်စီပင်သာရွေးအဖွဲ့တွေကပါမြို့အဝင်အထွက်ဂိတ်တွေမှာဂိတ်ချပြီးတော့ငွေတောင်းနေတာဖြစ်ပြီးကာသမားတွေအဖို့မြို့တမျိုးကိုဝင်ပါကစစ်ကောင်စီရဲ့တက်ဂိတ်တွေအပြင်စီပင်ဂိတ်တွေကိုပါပတ်စံပေးနေရတဲ့အပြင်မော်တော်ပီကယ်ယင်ထိန်ရဲတွေနဲ့တွေ့ရင်လဲရင်စင်စေးတာတောင်မလုပ်ပဲနဲ့တခါတည်းဓမြတိုက်တယ်လို့တောင်းတလောက်ပေးနေရတော့အခက်တွေ့နေရတယ်လို့စုံစမ်းသိရှိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ